လင်းယောက်ျားအယောင်ဆိုင်လင်းယောက်ျားအယောင်ဆိုင်တဆိုင်နယူးယောက်မြို့မှာဖွင့်လှစ်ထားတယ်တဲ့အမျိုးသမီးတွေအနေနဲ့အဲ့ဒီဆိုင်ထဲမှာကိုယ်စိတ်ကြိုက်ယောက်ျားမျိုးကိုရွေးပြီးဝယ်ယူနိုင်တယ်စတိုးဆိုင်ရဲ့အလုပ်လုပ်ပုံကို အဝင်ဝမှာလမ်းညွန်ဆိုင်ပုတ်တွေနဲ့ရေးပေးထားတယ်အဆောက်အအုံကြီးရဲ့ဝင်ပေါက်မှာတော့တင်တကြိမ်သားလာရောက်ခွင့်ရှိသည်တဲ့စတိုးဆိုင်ကအထက်6ထပ်ရှိတယ် အထက်မြင့်သွားလေးရောင်းကုန်ယောက်ျားလေးတွေရဲ့အည်အသွေးက မြင့်လေလေပေါ့ကိုကဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့အထက်တစ်ထက်ကယောက်ျားတစ်ယောက်ကိုရွေးချယ်ဝယ်ယူနိုင်ပြီးမကြိုက်သေးရင်တော့နောက်တစ်ထက်တက်ပြီးလေ့လာနိုင်တာပေါ့ဒါပေမဲ့အထက်တစ်ထက်တက်ပြီးသွားတာနဲ့အောက်မှာတွေ့ခဲ့တဲ့ယောက်ျားလေးတွေကိုပြန်ရွေးချယ်ပိုင်ခွင့်မရှိတော့ဘူးဆိုင်ထဲကအပီးပြန်ထွက်မယ်ဆိုမှပဲ အောက်ကို စင်းပိုင်ခွင့်ရှိတော့တယ်အမျိုးသမီးတယောက်ဆိုင်ထဲဝင်လာတယ်သူ့အတွက်လိုက်ဖက်တဲ့ခင်မောလောင်းလင်းယောက်ျားတယောက်ဝယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ပထမတည်းရဲ့အဝင်တကားဝမှာချိတ်ဆွဲထားတဲ့ဆိုင်ပုတ်ကို ဖက်ကြည့်လိုက်တော့ပထမတည်းအလုတ်အကင်ရှိ၍ဘာသာရေးကိုင်းဆိုင်သော အမျိုးသားများတဲ့ဒုတိယတည်းမှာကြတော့အလုတ်အကင်ရှိ၍ဘာသာရေးကိုင်းဆိုင်သည့်အပြင် ခလေးလဲချစ်တတ်သောအမျိုးသားများတဲ့တတိယဓမ္မာတော့အလောက်အကန့်ရှိ၍ဘာသာတရားခိုင်းဆိုင်သည့်အပြင်ခလေးလဲချစ်တတ်ပြီး ရုပ်ရည်အထူးတန့်ပြန်သော အမျိုးသားများတဲ့စရုပ်ထထက်ဆက်တက်ကြည့်လိုက်ရင်တော့အလောက်အကန့်ရှိ၍ဘာသာရေးခိုင်းဆိုင်သည့်အပြင် ခလေးလဲချစ်တတ်ပြီးကြွေလောက်အောင် ရုပ်ရည်တန့်ပြန်ုံမကအိမ်မှုကိစ္စများကိုပါ ဝိုင်းကူလှုပ်ပေးတတ်သော အမျိုးသားများတဲ့အမျိုးသမီးကနောက်တစ်ထပ်ဆက်တက်ဖို့ပဲအာတန်နေတယ်။ဓာတ်ကောင်းတာတွေအပေါ်ထက်မှရှိနိုင်တယ်လေ။ပစ္စမတ်ထက်အဝေဝဆိုင်းပုံမှာတော့အလုတ်အကင်ရှိ၍ဘာသာရေးကိုင်းဆိုင်သည့်အပြင်ခလေးလဲချစ်တက်ပြီးကြွေလောက်အောင်ရုပ်ရည်တန့်ပြန့်ယုံမကအိမ်မှုကိစ္စများကိုဝိုင်းကူလှုပ်ပေးတတ်တယ်လို့ အင်မတန်ချစ်တဲ့ကျင်နာတတ်သော အမျိုးသားများတဲ့လင်းယောက်ျားအယောင်းဆိုင်တွေကိုဝင်ကြည့်မိတဲ့အမျိုးသမီးရဲ့အာယုံတွေဟာဒီအထက်မှာပဲတဝဲဝဲလဲနေတာပေါ့ဒါပေမဲ့သူ့ရဲ့ခြေလန်းတွေကတော့နောက်တစ်ချက်ကိုတက်ဖို့လေကားဘက်ကသာဥတီပြီးလှမ်းနေတော့တယ်စထမထက်မှာရွေးချယ်မှုပိုကောင်းမယ်ထင်ရတာပေါ့စထမထက်ရဲ့ဆိုင်းဘုတ်ကတော့သင်ဟာ ဒီအထက်ကိုရောက်လာတဲ့၄သိန်း9000 8958ရောင်းမြောက်ဧည့်သည်ပါဒီအလွာကဘာအမျိုးသားမှမရှိပါဘူးမရောင်ရဲနိုင်တဲ့အမျိုးသမီးတွေအတွက်အထူးကြံမှုတွေပဲရှိပါတယ်လင်းယောက်ျားအယောင်ဆိုင်ကိုလာတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဆိုင်ကနေထွက်ခွာတော့မယ်ဆိုရင်ပစ္စည်းတွေမေ့ကြံမနေရအောင်အထူးသတိပြုပေးပါ အစအစအရာရာအဆင်ပြေပါစေလို့ စုမွန်ကောင်တောင်းပေးလိုက်ပါတယ်တဲ့ရွေးချယ်ခွင့်သာရမယ်ဆိုရင်6ထပ်အထိ တက်သွားရုံမကခေါင်းမိုးပေါ်အထိတက်ကြည့်ပြီးဟွက်များထားတာရှိသလားကြည့်မဲ့သူတွေကများမှာပါ